လောင်လုံးမျိုးနဲ့ကရမရှိတဲ့ညင်းမော်ရွာနာမှာဒီနေ့ဒီဇင်ဘာလ7ရက်နေ့မနေ့ပိုင်းကဆက်အနာရှင်တန်နေတော်လိုင်းတန်တွေကြတိုက်ပွဲဖြစ်ပြီးဆက်အနာရှင်တပ်ကတိုက်လေရင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။လောင်လုံးမျိုးအောက်ဘက်ကိုဒီနေ့မနေ့စောစောမှာစစ်ကြောင်းထိုးလာတဲ့ဆက်အနာရှင်တပ်ကိုတော်လိုင်းပူပေါင်းတပ်တွေကပြခတ်တိုက်ခိုက်ခဲ့တာကနေနှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တာပါ။ဒွေမျိုးစစ်စားပြင်ရက်ွက်မှာရှိတဲ့ နေဆက်ဒေတာနဲ့တင်းသားတို့မျိုးများဖွံ့ဖြိုးတိုးတည်ဒေတာချမှာတက်ဆွဲထားတဲ့ဆက်နာရှင်တက်ကလေးမနေ့စနေလောက်ကစပြီးဘလန့်တန်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်နေတယ်လို့ဒေတာခန်တွေကပြောပါတယ်။ဒါပြင်မွန်လဲတနားကြီးကျော်မှာတော့ဆက်နာရှင်တက်ကညင်းမူကြီးဝအနီတော်ဝိုက်ကိုချက်တိုက်လေးနဲ့ပုံချေတာစတနတ်နဲ့ပြက်ခတ်တာတွေလှူဆောင်ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့် ညင်းမရွာအနီနာမှာရှိတဲ့အနေဆိုကျေးရွာ၃ရွာကဒေသခံတွေထွက်ပြေးတေဆောင်နေကြရပါတယ်။နေဆက်ဒေသနဲ့တိုင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးတည်နှံကြောင်မှာတတ်ဆွေထားတဲ့ဆန္ဒရှင်တကဒီဇမ9ရက်နဲ့10ရက်နေ့ညနေပိုင်းတွေမှာလေလောင်းလုံးမျိုးနေဖွဲ့ကိုလက်နဲ့ကျင်းနေနှစ်ရက်ဆက်တိုက်ပစ်ခတ်ခဲ့ပါတယ်။ အဲ့ဒီလက်နဲ့ကြည်တွေဟာတပြာရွာနဲ့ကိုင်ကြီးရွာတွေမှာကြောက်ပောက်ခွေခဲ့ပြီးလူနဲ့အိမ်တွေထိခိုက်တာမရှိခဲ့ပါဘူး။ဆက်နာရှင်တန်စစ်ကြောင်ဟာပြီးခဲ့တဲ့ရွေးမလတ်ဆန်ကညင်မွန်ကျွာအုပ်စုစစ်ကြောင်ထိုးရမှာလေတော်လိုင်းတက်တွေနဲ့တိုက်ပွဲဖြစ်ခဲ့တဲ့ပြင်ဆက်နာရှင်တက်ကအရသာတုံးကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့နေရချို့ကို ဖောက်ခွင်းပစ္စည်းတွေယူဆောင်ခဲ့ပြီးနေနဆောင်ကိုလည်းမီးရှို့ဖြစ်စီခဲ့ပါတယ်။ စစ်အာဏာရှင်တပ်စစ်ကြောင်းဟာပြည်နယ်နိုဝင်ဘာလ3ကညမွန်ကျွာအုပ်စုကိုစစ်ကြောင်းထိုးရမှာလေတော်လိုင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ခဲ့တဲ့ပြင်စစ်အာဏာရှင်တပ်ကရတားနှုံးကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့နေချို့ကိုဖောက်ထွင်းပစ္စည်းတွေယူဆောင်ခဲ့ပြီးနေနှဆောင်ကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပါတယ်နိုဝင်ဘာလလယ်လောက်ကစာလို့ညမွန်ရာဖိုးကြီးကျောင်းမှာစစ်အာဏာရှင်တပ်အစစ်ကြောင်းတပ်ဆွဲခဲ့ပြီးဒီဇင်ဘာလ10ရက်နေ့အမနက်စောစောမှာတော့ လောင်လုံမျိုးဖက်ကိုပြန်ဆုပ်သွားခဲ့ပြီးမယ်ဒီနေ့မှာစစ်ကြောင်းပြန်ထိုးလာတာကြောင့်တော်လိုင်းပူပေါင်းတပ်တွေနဲ့တိုက်ပွဲထပ်ဖြစ်တာလို့သိရပါတယ်